မင်္ဂလာနံနက်ခင်းလေးပါခင်ဗျာအားလုံးပဲဘေးရန်တရေအပေါင်းမှာကင်းလွတ်ကြပါစေလို့ဥစွာဆုတောင်းပါတယ်ဗျာအဲကျွန်တော် site လေးနဲ့ video လေးမတင်ဖြစ်တာတော့အကြသွားခဲ့ပြီပေါ့နော်တောက်ကြနေမနက်အတွက်တော့ကျွန်တော် site လေးလည်းဆွဲထားတယ် video လေးနဲ့တင်ပြပေးတော့မှာဖြစ်ပါတယ်17လေးလ2025တောက်ကြနေမနက်ပိုင်းအတွက်တော့ခွန်နောက်ပိတ်လေးနဲ့ကန်ဆန်းရမဲ့တကွက်ကောင်းလေးရဲ့ ရန်ကွက်လေးတွေကိုတင်ပြပေးတော့မှာဖြစ်ပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေများကတော့ site လေးကိုလေ့လာတုံးတက်ပြီးမှမိမိရဲ့ညံလေးတွေနဲ့ဖြည့်ဆွက်ပြီးတော့အတုံးပြုပါခင်ဗျာ။ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe မနေရရင် subscribe လေးနှိပ်ခဲ့ပေးလို့ရပါတယ်ဗျ။ site ပုံစံလေးတွေကြိုက်နှစ်တက်တယ်ဆိုရင်လည်းလက်မလေးတွေနှိပ်ပြီးတော့အားပေးခဲ့လို့ရပါတယ်ခင်ဗျာ။အခုတွေ့နေရတဲ့ site လေးကတော့17ရက်4လ2025 ောက်ကြနေမနေ့ပိုင်းတွင် နောက်ပိတ်နဲ့တဲတကွက်ကောင်းလေးရဲ့ရံကွက်လေးတွေဖြစ်ပါတယ်ဗျဒီဆိုင်လေးရတော့ကျွန်တော်နောက်ပိတ်ရပြီးမှထိတ်စည်းကလိုက်ရမှာဖြစ်ပါတယ်အဒီပုံစံလေးနဲ့တကွက်ကောင်းယူမှာဖြစ်ပါတယ်ဗျအဒါဒါကြောင့်မို့ပေါ့နော်ကျွန်တော်နောက်ပိတ်လေးကိုပထမဆုံးကြည့်မယ်ခင်ဗျာနောက်ပိတ်လေးကိုရဖို့အတွက်တော့အဝါရောင်အပင်မှာတော့ကျွန်တော်၄000ကိုဥစွာပေါင်းมาဖြစ်ပါတယ်ဗျအယောင်လေးတွေတော့အနေငယ်ထက်နေပါတယ်ကျွန်တော်မိတ်ဆွေများအဲကျွန်တော် နှုတ်ကပြောပြတဲ့ကနန်းလေးတွေပေါင်းခြင်းကို လိုက်နားထောင်ရင်းနဲ့ပဲတဘောပေါက်မယ်လို့ထင်ပါတယ်ဗျ။အဲပရမပင်အဝါရောင်၄တောင်မှာတော့ခွန်ရယ်၃ရယ်နှလုံးရှိတယ်ဗျ။ခွန်၃နော်။၄တောင်ထဲမှာအဝါရောင်၄တောင်ထဲမှာခွန်၃နှလုံးရှိတယ်။အဲ့ဒီနှလုံးပေါင်းခြင်းကတုံညရတယ်ခင်ဗျာ။၄တောင်ပေါင်းခြင်းတုံညရတဲ့အချိန်မှာကျွန်တော်အဝါရောင်အဝိုင်း၂ဝိုင်းကိုပေါင်းကြည့်မယ်ဗျ။အဘောကအဝါရောင်ဝိုင်းမှာတော့တုံညရှိတယ်ဗျ။အောက်ကအဝါရောင်ဝိုင်းမှာတော့ ော့9ရှိပါတယ်။အဝါရောင်9ဝိုင်းပေါင်းလိုက်မယ်၊၃ညာ9ပေါင်းလိုက်ရင်9ရပါတယ်။အဲတော့အဝါရောင်4000ပေါင်းခြင်းက၃ညာ၊အဝါရောင်အဝိုင်း2ခုပေါင်းခြင်းက9၊အတုံညာ9ပါဝါလေးရပြီးမှကျွန်တော်9နောက်ဖိတ်လေးဖြစ်ပါတယ်ခင်ဗျာ။အဲနောက်ဖိတ်ယူတဲ့ပုံစံလေးကျွန်တော်မိတ်ဆွေတဘောပေါက်ပြီးထင်ပါတယ်ဗျ။နောက်ပိတ်ရတဲ့ချိန်ကျွန်တော်တို့အဝါရောင်မြင်းလေးကိုပေါင်းမယ်ဗျနောက်ပိတ်နဲ့အဝါရောင်မြင်းကိုပထမဦးဆုံးပေါင်းကြည့်အောင်ဗျကျွန်တော်၅နောက်ပိတ်ဖြစ်တဲ့ချိန်မှာတော့ နှစ်ရက်တရက်ငါးရက်ဆိုပြီးမှ၃လုံးဖြစ်သွားမယ်ဗျငါနောက်ပိတ်ဖြစ်တဲ့ချိန်မှာ အောက်ဘက်ကအဝါရောင် မြင်းထဲမှာနှစ်ရက်တရက်ငါးရက်ဆိုပြီးမှ၃လုံးရှိသွားမယ်အဲ့ဒီ၃လုံးပေါင်းခြင်းက၈ရက်တယ်ခင်ဗျာရှင်းရတဲ့ချိန်မှာအပေါ်ဘက်ကထိစီရမယ်အဝါရောင်မြင်းလေးကိုပေါင်းကြည့်အောင်ဗျအပေါ်ဘက်အဝါရောင်မြင်းထဲမှာတော့9ရက်3ရက်6ရက်3လုံးရှိပါတယ်ဗျာ9 3 6 အဲ့ဒီတောင်းလုံးကိုပေါင်းလိုက်ရင်လည်း၈ဆိုပြီးမှလိုက်ပြီးတော့တူညီပြီးမှကျွန်တော်၆ထိပ်စီလေးဖြစ်သွားပေးတယ်ဗျနောက်ပိတ်ဖြစ်တဲ့အချိန်မှာအဝါရောင်မြင်းပေါင်းခြင်းကလည်း၈အဲ့အချိန်မှာကျွန်တော်ထိပ်စီဘက်ကအဝါရောင်မြင်းပေါင်းခြင်းကလည်း၈တူညီပြီးမှ၆ထိပ်လေးဖြစ်ပြီးမှ၆ထိပ်၅ပိတ်နဲ့ကျွန်တော်၆၅ဒီလိုလေးဖြစ်ပါတယ်ဗျအဲ့ဒါလေးကတော့အဝါရောင်ပင်ပထမပင်ဖြစ်ပါတယ်ထွက်ကနန်းကိုကျွန်တော်အဝါရောင်များလေးနဲ့ပြပေးထားတယ်ဗျဒုတိယပင်အတွက်အစိမ်းရောင်လေးကိုကြည့်အောင်ခင်ဗျာ အစိမ်းရောင်၄တောင်ပေါ့နော်အရောင်လေးနည်းနည်းတော့ထက်နေရပြကျွန်တော်ရွတ်ပြပါမယ်အစိမ်းရောင်၄တောင်နဲ့မှ9ရယ်10ရယ်ရှိတယ်ခင်ဗျာကျွန်တော်မိတ်ဆွေများတွေ့မယ်ထင်ပါတယ်9ရယ်10ရယ်ပြ9 10အဲ့ဒီနှလုံးပေါင်းခြင်းက6ရပါပါတယ်6ရတဲ့ချိန်အစိမ်းရောင်အဝိုင်းနှဝိုင်းကိုကျွန်တော်အဝါရောင်ပင်လိုပဲပေါင်းကြည့်မယ်ပြအပေါ်ကအစိမ်းရောင်အဝိုင်းမှာ3ရှိတယ်အောက်ကအစိမ်းရောင်အဝိုင်းမှာတော့8ရှိပါတယ်3ရယ်8ရယ်အစိမ်းရောင်အဝိုင်းနှဝိုင်းပေါင်းလိုက်ရင်တော့10ရတာဖြစ်ပါတယ် အဲ့တော့အစိမ်းရောင်4000ပေါင်ကျင်းက6အစိမ်းရောင်အဝိုင်းနှစ်ခုပေါင်ကျင်းက1 6 1အပါဝါအတွဲ၄ပေါ့နော်အဝါရောင်မှာက3ည5ပါဝါအတွဲအစိမ်းရောင်မှာ6 1ပါဝါအတွဲ၄ဖြစ်ပြီးမှကျွန်တော်တို့အစိမ်းရောင်ပင်မှာတော့ကျွန်တော်10နောက်ပေလေးဖြစ်ပါတယ်ခင်ဗျာ10နောက်ပေလေးဖြစ်တဲ့အချိန်မှာတော့ကျွန်တော်တို့အောက်ဘက်ကအစိမ်းရောင်လေးကိုပေါင်းကြည့်မယ်ဗျအစိမ်းရောင်မြင်းပေါ့နော်ရောရှင်းနောက်ပိတ်နဲ့အစိမ်းရောင်မြင်းမှာတော့6ရယ်9ရယ်8ရယ်အသုံးလုံးဖြစ်သွားမယ်ဗျ6ရယ်9ရယ်8ရယ် အဲ့ဒီတောင်းလုံးပေါင်းခြင်းက300ရတယ်ခင်ဗျာနောက်ပိတ်အစင်းရောင်ပေါင်းခြင်းက300ရတဲ့ချင်းကြောင့်ထိပ်စည်းဘက်မှာရှိမယ်အပေါ်ဘက်ကအစင်းရောင်မြင်းနဲ့ကတောင်းလုံးကိုပေါင်းကြည့်ပါမယ်အပေါ်ဘက်အစင်းရောင်မြင်းနဲ့မှာတော့1ရဲ့1ရဲ့1ရဲ့ဆိုပြီးမှ1တောင်းလုံးရှိပါတယ်1တောင်းလုံးပေါင်းခြင်းကလည်း3ဆိုပြီးမှလာပြီးတော့တူညီနေတာဖြစ်ပါတယ်နောက်ပိတ်အစင်းရောင်မြင်းနဲ့ကတောင်းလုံးပေါင်းခြင်းကလည်း3ထိပ်စီးဖြစ်မဲ့ကျွန်တော်အစင်းရောင်မြင်းနဲ့ကသုံးလုံးပေါင်းခြင်းကလည်းတုံးတူညီပြီးမှတစ်ထိပ်စီးလေးဖြစ်ပါတယ် စိမ်းရောင်ပင်မှာတော့တစ်ထိတ်ရှင်းနောက်ပဲကျွန်တော်တစ်ရှစ်ဒုတိယပင်ဒီလိုလေးပါဗျကျွန်တော်ထွက်ကနန်းကိုတော့အစိမ်းရောင်မြားလေးနဲ့ပြပေးထားတယ်ခင်ဗျာကျွန်တော်တတိယပင်လေးတော့အနီအောင်လေးကိုကြည့်မယ်ဗျအနီအောင်လေးတော့မှာတော့ရှစ်ငါးနှလုံးရှိတယ်ခင်ဗျာရှစ်ငါးအဲ့ဒီနှလုံးပေါင်းခြင်းက300ရတယ်ခင်ဗျာအနီအောင်လေးတော့နှလုံးပေါင်းခြင်း300ရတယ်အချင်းကျွန်တော်အနီအောင်အဝိုင်းနှစ်ခုကိုပေါင်းရမှာပါအဲ့ဒီအဝိုင်းနှစ်ခုပေါင်းခြင်းကကျွန်တော် 3ရက်ပါဝါ10ဖြစ်ရမယ်ပေါ့နော်နှလုံးပေါင်းခြင်းက3ရက်ပါဝါ10ဖြစ်ရမယ်လောလောဆယ်အပေါ်ကအနီအောင်ဝိုင်းမှာတော့တစ်ရှိနေပြီအောက်ကအနီအောင်ဝိုင်းလေးကတော့ကျွန်တော်လောလောဆယ်ကွက်လပ်ပေါ့ဗျာနော်အဲနှလုံးပေါင်းခြင်း10ဖြစ်ရမယ်တစ်ရှိပြီဆိုတော့ကျွန်တော်ခွန်လိုနေတာဖြစ်ပါတယ်အဲ့တော့အဝါအစိမ်းလေးလို့အနီအောင်လေးကဆက်ဖြစ်မယ်ဆိုရင်ကျွန်တော်တို့1နဲ့9နဲ့ပေါင်းမှ10ဖြစ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့9နောက်ပိတ်လေးဖြစ်ပါတယ်ဗျာ အဲ့တော့ခုနောက်ပိတ်ယူထားတဲ့ပုံစံလေးကိုကျွန်တော်မေးစွေတပေါ်ပေါက်မယ်ထင်ပါတယ်။နောက်ပိတ်လေးရတဲ့အချိန်ကျွန်တော်ထိပ်စည်းလေးကိုကြည့်အောင်ဗျ။အဲ့ခုနောက်ပိတ်လေးကိုကျွန်တော်ဖြည့်ရမှာပေါ့နော်။ခုနောက်ပိတ်ဖြစ်တဲ့အချိန်မှာအောက်ဘက်ကအနီရောင်မြင်းထဲမှာတော့၄ရယ်၅ရယ်ခွန်ရယ်ဆိုပြီးမှတောင်းလုံးဖြစ်သွားမယ်ဗျာနော်။ခုနောက်ပိတ်ဖြစ်တဲ့အချိန်မှာ၄၅ခွန်ဆိုပြီးမှတောင်းလုံးဖြစ်မယ်။အဲ့ဒီတောင်းလုံးပေါင်းခြင်းက6ဖြစ်သွားတာပေါ့နော်။အဲ့တော့ခုနောက်ပိတ်နဲ့အနီရောင်ပေါင်းခြင်းက 6ရတယ်အဲ့တော့ထိပ်သီးဘက်ကအနီအောင်ပေါင်းခြင်းကလည်းအဝါအစိမ်းလိုဆက်ပြီးလာမယ်ဆိုရင်ကျွန်တော်တောင်းလုံးပေါင်းခြင်းက6ဖြစ်ရမှာပေါ့ဗျာနော်ထိပ်သီးဘက်အနီအောင်မြင်းထဲမှာတော့လောလောဆယ်8 9နှလုံးပဲရှိသေးရဲ့ဗျ၈ငါးနှလုံးမဲရှိသေးတယ်။တောင်းလုံးပေါင်းခြင်း၆ဖြစ်ဖို့က၃လိုနေတာဖြစ်ပါတယ်ဗျ။အဲတော့ကျွန်တော်တို့ခုနောက်ပိတ်ဖြစ်တဲ့အချိန်မှာကျွန်တော်အနီအောင်များအနီအောင်မြင်းနှစ်ခုပေါင်းခြင်း၆၆တူညီဖို့ဆိုရင်တောင်းထိပ်စီလေးလိုတာဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီ site လေးရာ3ထိပ်စီနဲ့ခုနောက်ပိတ်လေးဖြစ်ပါတယ်ဗျအဲ့တော့ဒီ site ပုံစံမှာနောက်ပိတ်ရပြီးမှထိပ်စီကလိုက်ဖြည့်ပေးတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ကအဲ့ခုနောက်ပိတ်ပဲရေးလိုက်တာပေါ့နော်3နောက်ပိတ်ကတော့ခွန်ဖြစ်ပြီးမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ခွန်နောက်ပိတ်ကိုပဲယူလိုက်တယ်ဗျအဲ့တော့တုံးခွန်တကောက်ကောင်းလေးဖြစ်ပါတယ်ဗျကျွန်တော်မိတ်ဆွေကျွန်တော်တင်ပြပေးတဲ့ site ပုံစံလေးကိုလေ့လာပြီးတော့အကြိုက်တယ်ဆိုရင်တော့ အဒါလေးတွေကိုကန်ဆန်းပါဗျာနော်အဲ့တော့တုံးခွန်ဒီတကွက်ကောင်းဖြစ်ပါတယ်ဒူရောအနေနဲ့ကတော့တစ်ခွန်6ခွန်ဖြစ်ပါတယ်ဗျအဲကျွန်တော်ရန်ကွက်မှာတော့8ခွန်ဆိုပြီးမှကျွန်တော်တုံးကွက်ထည့်ပေးလိုက်ပါတယ်ခွန်နောက်ဘိတ်ကိုကျွန်တော်1 6 8နဲ့တွဲပေးလိုက်တာ ဖြစ်ပါတယ်ဗျအဲ့တော့ဒူရောမှာတော့တစ်ခွန်6ခွန်ထည့်လိုက်ပါတယ်ရန်ကွက်မှာတော့8ခွန်ဆိုပြီးမှစုစုပေါင်းကျွန်တော်တို့4ခွက်တော့ဖြစ်သွားမယ်တကွက်ကောင်းကတော့တုံးခွန်ဖြစ်ပါတယ်ဗျာ အဲကျွန်တော်ရဲ့စိုက်ပုံစံလေးတွေကိုလေ့လာပြီးတော့အကြိုက်တယ်ဆိုရင်လည်းကန်ဆန်းပါခင်ဗျာကျွန်တော်လည်းအဲဆင်းလာနိုင်တဲ့ပုံစံလေးတွေကိုရှာဖွေပြီးတော့တင်ဆက်ပေးခြင်းသာဖြစ်ပါတယ်အဲတော့ကန်တရားကလည်းကျွန်တော်တို့နဲ့အတူရှိနေပါစေအဲဒီတောက်ကြမနက်ကနော်ထွက်မဲ့ကနန်းကလည်းကျွန်တော်ရဲ့ဒီစိုက်ရဲ့ပုံစံလေးတိုင်းဆင်းလာပါစေလို့ကျွန်တော်လည်းဆန္ဒပြုဆုတောင်းပါတယ်ဗျာ အားလုံးပဲကျွန်တော်တောက်ကြနေမနဲ့ပိုင်းမှာကျွန်တော်ရဲ့ခဏန်းလေးတွေနဲ့ကံကောင်းကြပါစေလို့ကျွန်တော်ဆုတောင်းလိုက်ပါတယ်ကျွန်တော်မှာတဲ့အခါမှာလည်းလက်ခံပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျအဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲရန်နာလိုက်ပါမယ်ခင်ဗျာ